Hello အားလုံးမင်္ဂလာပါရှင်ဒီနေ့မှာအားလုံးဆောင်မြော်နေတဲ့ပဝါထုံးလေးလေးကိုမင်္ဂလာထူပြပေးသွားပါမယ်ရှင်ရမ်းလာတဲ့ပဝါလေးမျိုး light ထူကြည့်ဖို့ဖိတ်ခေါ်ပါတယ်ဒါကတော့ customer order မျိုးလက်ဆောင်ထည့်ပေးတဲ့ခေါင်းစည်းလေးပါဒီပေါ်ဝါလေးကကြတော့ထိုးရတာလည်းအရန်ကြီးမခက်ဖဲနဲ့အရန်ကမှချစ်စရာကောင်းပါတယ်ရှင်။ဒီပေါ်ဝါလေးထိုးဖို့အတွက် NR2 100g နှလုံးဆောင်ထားပါတော့။ SI ကတော့ 1.25mm ကိုသုံးပြီးတော့ထိုးပါမယ်။ ရင်ဆုံးပေါ်ဝါလေးထိုးဖို့အတွက်ဆိုရင်မင်းတို့ကမန်ချစ်ရန်လေးနဲ့စပါမယ်ခွင်းလေးဒီလိုမျိုးခွင်းလေးလောက်လိုက်မယ်ပြီးရင်အဲ့ခွင်းထဲကနေခြေစာလေးကိုချက်ယူပြီးတော့ပုံမီးလေးတစ်ချက်ထိုးလိုက်ပါပြီးရင်တော့အဲ့ဒီခွင်းထဲမှာပဲတိုင်တို6တိုင်ရအောင်ထိုးသွားပေးပါရှင်အဲ့ဒီလိုမျိုးထိုးနည်းလေးကိုကြတော့မန်ချစ်ရန်လို့ခေါ်တာပေါ့နော် တိုင်တို့လေး6တိုင်ရအောင်ထိုးသွားလိုက်မယ်နော် ကဲခုဆိုရင်ထိုးလာတာတိုင်တိုလေး6တိုင်ရပြီဆိုရင်မင်းတို့ဒီချီစာလေးကနေဆွဲပြီးတော့ဆွဲစီးလိုက်မယ်နော်ခွင်းလေးရအောင်မင်းတို့ကဆွဲစီးလိုက်ပါမယ်ဒါဆိုအလယ်မှာဒီလိုမျိုးခွင်းလေးရသွားပြီပေါ့နော်ပြီးလို့ရှိရင်ဒီဘက်ကပထမဆုံးစထားတဲ့တိုင်တိုလေးမှာနှုတ်ကရှက်ကော်လေးနဲ့လှမ်းပြီးတော့ချိတ်လိုက်ပါနော်ရှက်ကော်လေးနဲ့လှမ်းချိတ်လိုက်ပါပြီးရင်ချီစာလေးကိုပါတိမ့်ပြီးတော့ဖုံးပြီး6ချက်ရအောင်ထိုးသွားပေးပါရှင် ်အခုထိုးလာတာပုံမေး၆ချက်ရပြီဆိုပုံနေတဲ့ခြေစာလေးကိုဖြတ်လိုက်ပါမယ်နောက်တစ်ချက်မှာကမင်းတို့ကအမှရပြီးတော့နော်ဘေးကတိုင်ထိုးလေးရဲ့ထိတ်မှာတိုင်ရှည်တတိုင်ထိုးလိုက်ပါမယ်တိုင်ရှည်တတိုင်ထိုးမယ်ပြီးရင်ပုံမေး၃ချက်ပြန်နောက်ထပ်ဘေးနာကတိုင်တို့ရဲ့ထိတ်ကလေးမှာ တိုင်ရှိတတိုင်ထိုးမယ်အဲ့ဒီလိုမျိုးဝမီ၃ချက်တိုင်ရှိတတိုင်ချင်းနဲ့ တိုင်တို့ရဲ့ထိတ်ခလေးတွေမှာတိုင်ရှင်၅ရိုင်ရအောင်ထိုးသွားပေးပါနော်အခုထိုးလာတာတိုင်ရှင်၅ရိုင်ရပြီဆိုလို့ရှိရင်ဖုံမီ၃ချက်ဖုံမီ၃ချက်ပြီးရင်ဒီဘက်ကဖုံမီ၆ချက်နဲ့တတ်ထားတဲ့အလယ်က၃ချက်မြောက်ဖုံမီလေးမှာရှက်ကုန်လေးနဲ့ချိန်လိုက်ပါမယ်။ကဲအခုဆိုရင်တော့အလယ်ကချက်နေရာလေးရပြီပေါ့နော်။ပြီးရင်ဒီနေရာမှာမင်းတို့ကဖုံမီ၄ချက်ထိုးပါမယ်။ဖုံမီ၄ချက်ထိုးပြီးတော့ဘေးနားကခွင်းထဲမှာတိုင်ရှင်၄တိုင်ထိုးပါ။ ူလာတာတိုင်ရှင်လေးတိုင်ရပြီဆိုရင်ဖုံမီလေးချက်ဖုံမီလေးချက်ပြီးရင်အဲဒီခွင်းထဲမှာပဲမနှောအချက်ကိုလေးနဲ့ပြန်ချိန်လိုက်ပါမယ်ပြီးရင်ဘေးနားကခွင်းလေးစီကိုတိုင်တိုလေးနဲ့ရွှေ့သွားလိုက်မယ်နော် တိုင်တိုလေးနဲ့ရွှေ့ပြီးရင်ခုနကပွင့်ဖက်လေးလိုပဲဖုံမီလေးချက်ပြီးရင်တိုင်ရှင်လေးတိုင်ပြန်ပြီးတော့ထိုးမယ်နော်တိုင်ရှည်လေးတိုင်ရပြီဆိုလို့ရှိရင်ဘေးနားမှာဖုံမီလေးချက်နဲ့အဲ့ဒီခွင်းထဲမှာပဲပြန်ချိန်မယ်နော် အဲ့ဒီနေလန်လေးအတိုင်းမင်းတို့ကဘေးကခွင်လေးတွေမှာ ပွင့်ဖက်လေး6ဖက်ရအောင်ဆက်ပြီးတော့ထိုးသွားပေးပါရှင်။ဒါလေးကတော့ပွင့်ဖက်လေး2ဖက်ရပြီပေါ့နော်။သူ့ရဲ့ဘေးကိုလည်းအဲ့နေလန်လေးအတိုင်းဆက်ပြီးတော့ထိုးသွားပေးပါနော်။ထိုးလာတာပွင့်ဖက်လေး6ဖက်ရပြီ။ဒီနေရာမှာဖုံမီး၄ချက်နဲ့ အဲ့ဒီတွင်လေးထဲမှာပဲပြန်ပြီးတော့ရှက်ကော်လေးနဲ့ချိန်လိုက်မယ်နော်ဒါဆိုရှေ့ဘက်ကပွင့်ဖက်လေးအတွက်ရပြီပေါ့နော်နှုတ်ကသူ့ရဲ့နောက်မှာပွင့်ဖက်လေးတစ်ဖက်ထပ်ပြီးတော့ထိုးမှာနော်အဲ့ဒါကြောင့်မလို့ဒီနေရာမှာဖုံးမီးလေးတစ်ချက်ထိုးလိုက်မယ်ပြီးရင်ပန်းလေးကိုဒီလိုနောက်ပြန်လှန်လိုက်ပြီးရင်ဒီအလဲမှာတိုင်ရှည်ထိုးထားတာလေးရှိရနော်အဲ့ဒီတိုင်ရှည်လေးမှာမင်းတို့ကတိုင်တိုလေးနဲ့ချိန်လိုက်မှာနော်ဒီလိုမျိုးလေးချိန်လိုက်မယ်ပြီးရင်ဒီနေရာမှာဖုံးမီး6ချက်ဖုံးမီး6ချက် ပြီးရင်သူ့ရဲ့ဘေးနားကတိုင်ရှည်လေးမှာနှောကခုနကလိုမျိုးပဲတိုင်တူလေးနဲ့ချိတ်လိုက်မယ်နော်ပြီးရင်ဖုံးမေး6ချက်ဘေးနားကတိုင်ရှည်လေးမှာလည်းအဲ့ဒီလိုမျိုးပဲတိုင်တူလေးနဲ့ချိတ်မှာနော်သူကအဲ့လိုနီလန်းလေးနဲ့အလဲကတိုင်ရှည်လေးတွေမှာဖုံးမေး6ချက်6ချက်စီနဲ့ချိတ်ချိတ်သွားမယ်နော် ခွင်းလေးတွေရအောင်ချိတ်သွားလိုက်ပါမယ် ခဲအခုချိန်လာတာနောက်ဆုံးခွင့်လေးကိုရောက်ပြီဆိုလို့ရှင်ဖုံမင်း6ချက်ပြီးရင်ပထမအုပ်ဆုံးဓမ္မနော်ချိန်ထားတဲ့အခွင့်လေးအခွင့်လေးရဲ့အရင်မှာပဲမင်းတို့ကတိုင်တူလေးနဲ့ဝင်ချိန်လိုက်မှာနော်ဒီလိုအနေထားလေးကိုရပါပြီနောက်မှာခွင့်လေးတွေရပြီနော်အဲ့ဒါဆိုရင်ဒီနေရာမှာမင်းတို့ကဖုံမင်းကို9ချက်ထိုးမယ်နော်ဖုံးမင်းခုနှစ်ချက်ထိုးလိုက်ပါပြီးရင်မင်းတို့ကပန်းလေးကိုဒီရှေ့ကို ပြန်လှည့်လိုက်မယ်နော် လှည့်ပြီးသွားပြီဆိုရင်ဒီမှာနောက်မှာတွင်လေးတွေရှိမယ်အဲ့ဒီတွင်လေးတွေထဲမှာ၄ရစ်တင်တိုင်း၅တိုင်းထိုးပါမယ်၄ရစ်တင်ဆိုတာကအမှ၄ခါရစ်ပြီးတော့ပေါ့နော်နှစ်ချက်စီနှစ်ချက်စီနဲ့ထုတ်သွားမှာနော်၄ရစ်တင်တိုင်းလေး၅တိုင်းထိုးပါဒီနေရာမှာမင်းတို့ကဖုံမီ၆ချက်၃ရစ်တင်တိုင်းကိုအသုံးပြုပြီးတော့လေဒီနောက်ကပွင့်ဖက်လေးကိုထိုးလို့ရတယ်နော်ဒီနေရာမှာတော့မင်းကဖုံမီ၇ချက်နဲ့၄ရစ်တင်တိုင်းလေးကိုအသုံးပြုပြီးတော့ထိုးပေးထားပါရဲ့ရှင် ကဲအခုထိုးလာတာလေးတင်တိုင်းလေး9တိုင်းရပြီဆိုရင်ဒီနေရာမှာဖုံးမီး9ချက်9ချက်ပြီးရင်တော့အဲ့ဒီခွင်လေးထဲမှာပဲရှက်ကော်လေးနဲ့ပြန်ချိန်လိုက်ပါမယ်ပြီးရင်ဘေးနားကခွင်လေးကိုတိုင်တို့လေးနဲ့ချွေသွားလိုက်ပါဒါကတော့ပွင့်ဖက်လေးတစ်ဖက်ရပြီပေါ့နော်အဲ့ဒီလိုမျိုးနီလန်လေးနဲ့မင်းတို့ကပွင့်ဖက်လေးတွေဘေးတလျှောက်ထိုးသွားရမှာနော်ဘေးကခွင်လေးထဲမှာ ဖုံမင်းခုနှစ်ချက်လေးရတင်တိုင်းငါးတိုင်းဖုံမင်းခုနှစ်ချက်အဲ့ဒီလိုမျိုးနီလန်းလေးနဲ့ပွင့်ဖက်လေးတွေသူ့ရဲ့ဘေးနားကခွင်းလေးတွေမှာဆက်ပြီးတော့ထိုးသွားပေးရပါမယ်ရှင်အခုထိုးလာတာဒီမှာပွင့်ဖက်လေး6ခုရပြီဆိုရင်ဒီနောက်ဆုံးနေရာလေးကတော့ဖုံမီးခုနှစ်ချက်ဖုံမီးခုနှစ်ချက်ပြီးလို့ရှင်အဲ့ဒီဝင်လေးထဲမှာပဲချက်ကော်လေးနဲ့ပြန်ချိန်လိုက်မယ်ပြီးရင်ဖုံမီးလေးတစ်ချက်ထိုးပြီးတော့ခြေစာလေးကိုဖြတ်လိုက်မယ်နော် ကဲဒါဆိုရင်တော့ပထမအဦးဆုံးပန်းဝင်လေးကိုရပါပြီရှင်။ပြီးရင်ခြေစားလေးကိုတင်လိုက်ပါနော်။ငါကတော့ဒီထိုးတဲ့အခက်လေးကိုအသုံးပြုပြီးတော့ပဲခြေစားလေးတွေတင်ပါတယ်။ပဝါလေးတွေထိုးတဲ့နေရာမှာခြေစားလေးတွေကိုတေချာလေးတင်ပေးပါနော်။ကဲခုဆိုရင်ပထမအဦးဆုံးပွင့်လေးကိုရပြီပေါ့နော်။ဒီတော့နောက်တစ်ပွင့်နဲ့ဆက်ဖို့အတွက်ဒီနေရာမှာတော့ပွင့်ဖက်၅ဘက်မြောက် အထိထိုးလာရမယ်။၅ဘက်မြောက်၄ရစ်တင်တိုင်း၅တိုင်းအထိထိုးလာရမယ်နော်။ပြီးရင် ထမအုံဆုံးထိုးထားတဲ့ပန်းမွန်လေးနဲ့တွားပြီးတော့ဆက်မှာနော်ဆက်ဖို့အတွက်ဆိုရင်မင်းတို့ကဒီပထမအုံဆုံးပန်းမွန်လေးရဲ့ဒီမှာပွင့်ဖက်တစ်ဖက်ရဲ့ဒီအစွန်ဆုံးကတိုင်ထိတ်ကလေးကနေအက်ကလေးကိုထည့်ပြီးတော့နော်ဟိုဘက်ကပွင့်ဖက်ရဲ့ထိုးလက်စားခြေခွင်းလေးကိုချဲ့ယူလိုက်မှာနော်ဒီလိုလေးချဲ့ယူလိုက်မှာပြီးတော့မှဖုံမေးခုနှစ်ချက်ထိုးလိုက်မယ်ဖုံမေးခုနှစ်ချက်ထိုးပြီးတော့ခုနကထိုးလက်စားပန်းမွန်လေးရဲ့ခွင်းထဲမှာရှက်ကော်လီနဲ့ပြန်ပြီးတော့ချဲ့လိုက်ပါမယ်ဒီလိုလေးနော် ီးရင်ဒီဘေးနောက်မှာတခွင်းကျန်မယ်နော်အဲ့ဒါကိုတိုင်တိုလေးနဲ့ရွှေ့သွားမယ်ပြီးရင်ဖုံးမီး6ချက်ဖုံးမီး6ချက်ပြီးလို့ရှင်ဒီမှာနော်ဒီဘက်ကပွင့်ဖက်ဒီဘက်ကပွင့်ဖက်ရဲ့ဒီအစွန်တိုင်လေးရဲ့ထိတ်မှာလက်ကလေးကိုထည့်ခုနကခြေခွင်းလေးကိုဒီလိုမျိုးချိန်ယူလိုက်မှာပြီးတော့မှမင်းတို့ကခွင်းလေးထဲမှာလေးရတင်တိုင်လေး၅တိုင် ပြန်ပြီးတော့ထိုးသွားမှာနော် အဲ့ဒီလိုမျိုးနေလန်းလေးနဲ့ပန်းလေးတွေကိုဆက်သွားရမှာပါရှင် နားလည်းမလို့ထင်ပါတယ်တိုင်းလေး၅တိုင်းရပြီဆိုရင်ဒီနေရာမှာဖုံးမီးခုနှစ်ချက် ပြီးရင်အကွင်းထဲမှာပဲရှက်ကောလေးနဲ့ပြန်ချိမ့်မယ်ပြီးရင်ဖုံးမီးလေးတစ်ချက်ထိုးလိုက်ပါပြီးရင်ခြေသားလေးကိုဖြတ်လိုက်မယ်နော်ကဲခုဆိုရင်တော့ပန်းလေးနှစ်ပွင့်ဆက်တဲ့အနေထားကိုရသွားပြီပေါ့နော်ခြေသားလေးကိုတင်လိုက်ပါမင်းတို့ကအဲ့ဒီလိုမျိုးနေလန်းလေးနဲ့ကိုလိုချင်တဲ့အရှိအနေအထားတိရောက်အောင်ပန်းလေးတွေကိုဆက်သွားပေးရမှာပါရှင်။ ကဲအခုဆိုရင်တော့ပန်းလေးတွေကိုလိုချင်တဲ့အရှင်အနေထားထိရအောင်ချက်လာပြီပေါ့နော်ခိုးမင်ကဒီပန်းရဲ့ဘေးနားကကွတန်နီလန်လေးကိုထိုးပြပေးသွားမယ်နော်ပန်းရဲ့ဘေးမှာအနာကုတ်ဖို့ဆိုရင်ဒီအစွန်ဆုံးပွင့်ဖက်ရဲ့ဒီမှာနော်အစွန်ဆုံးတိုင်ထိတ်ကလေးကနေခြေသားလေးကိုဝင်ချိတ်လိုက်ပါပြီးရင်ခြေသားလေးကိုသိမ့်ပြီးတော့ဖုံမီလေးတစ်ချက်ထိုးလိုက်မယ်နော်ခုလိုမျိုးလေးချိတ်ပြီးသွားပြီဆိုရင်မင်းတို့ကဒီနေရာမှာနော်ခြေသားလေးကိုသိမ့်ပြီးတော့ဖုံမီခုနှစ်ချက်ထိုးသွားမယ်နော် ။အမေခုနှစ်ချက်ထိုးလိုက်ပါခြေစားလေးကိုပါတခါတည်းတိမ်ပြီးတော့ထိုးသွားမယ်နော်။အခုထိုးလာတာဖုံးလေးခုနှစ်ချက်ရပြီဆိုဒီဘက် point ဖက်ရဲ့အစွန်ဆုံးတိုင်နော်။အစွန်ဆုံးတိုင်ရဲ့ထိတ်ခလေးမမင်းတို့ကတိုင်တို့လေးနဲ့ဝင်ပြီးတော့ချိန်လိုက်မယ်။ခုနကဒီမှာနော်ပုံနေတဲ့ခြေစားလေးကိုဖြတ်လိုက်နော်။ကဲပြီးရင်နောက်ထပ်ဖုံးမီးခုနှစ်ချက်ဖုံးမီးခုနှစ်ချက် ပြီးရင်အဲ့ဒီပွင့်ဖက်ရဲ့အစွန်ဆုံးတိုင်ရဲ့ထိတ်ကလေးမှာတိုင်တို့လေးနဲ့ချိန်လိုက်ပါမယ်။ပြီးရင်နောက်ထပ်ဖုံမီးခုနှစ်ချက်နောက်ချက်ပြီးရင်နောက်ထပ်ပွင့်ဖက်ရဲ့နော်ဒီဘက်အစွန်ဆုံးတိုင်ရဲ့ထိတ်ကလေးမှာတိုင်တို့လေးနဲ့ချိန်လိုက်မယ်။ဒီနေသားလေးကိုရပြီနော်ဒီနေရာမှာကျတော့ကျွန်တော်ကဖုံမီးခုနှစ်ချက် ုံးမလေးခုနှစ်ချက်ပြီးလို့ရှိရင်သူ့ရဲ့ဘေးနားကဒီမှာနော်ပွင့်ဖက်ရဲ့ဒီထိတ်ကအစွန်ဆုံးတိုင်ထိတ်ကလေးမှာမင်းတို့ကတိုင်တို့လေးနဲ့ချိန်လိုက်ပါမယ်။အဲ့ဒီလိုမျိုးနီလန်းလေးနဲ့ပန်းမွှေးရဲ့ထိတ်ကလေးတွေကိုဖုံးပြီးခုနှစ်ချက်စီနဲ့ချိန်သွားရမှာပါရှင်။ဖုံးပြီးခုနှစ်ချက်စီနဲ့အစုံထိကိုအဲ့ဒီတိုင်လေးပဲချိန်လာပေးပါနော်။ကဲခုထိုးလာတာဆုံးနေရာလေးကိုရောက်ပြီဆိုလို့ရှင်ဒီနေရာမှာကတော့ဖုံးမလေးခုနှစ်ချက် ပြီးရင်ဒီဘက်ကပွင့်ဖက်ရဲ့အဆုံဆုံးတိုင်ထိပ်လေးမှချိန်လိုက်မယ်ဒီနေရာတော့ဒီနေရာကိုရောက်ပြီဆိုရင်ဖုံးမေးခုနှစ်ချက်ဖုံးမေးခုနှစ်ချက်သူ့ရဲ့ဘေးနားကပွင့်ဖက်ရဲ့အဆုံဆုံးတိုင်ရဲ့ထိပ်ကလေးမှတိုင်တူလေးနဲ့ချိန်လိုက်မယ်ဒီလိုအနေထားလေးကိုရပြီနော်ဒီလိုအနေထားကိုရပြီဆိုလို့ရှိရင်မင်းတို့ကနှောက်တဆင့်ကိုတက်မယ်နော်နှောက်တဆင့်ကိုတက်ဖို့အတွက်ဆိုရင်ဒီနေရာမှာဖုံးမီး9ချက်ထိုးလိုက်ပါ ။ဟိုမင်းခုနချက်ထိုးပြီးတော့ပန်းလေးကိုဒီဘက်ကိုပြန်လှည့်လိုက်မယ်နော်။လည်းပြီးတော့ပထမအဦးဆုံးဒီမှာတော့ချိတ်ထားတဲ့ဖုံမီးခုနှစ်ချက်ရဲ့အလင်းနေရာလေးမှာတိုင်တုံလေးနဲ့ချိတ်လိုက်ပါပြီးရင်နောက်ထပ်ဖုံမီးခုနှစ်ချက်ပြီးရင်ဘေးနားကခွင်းလေးရဲ့အလင်းနေရာမှာတိုင်တုံလေးနဲ့ချိတ်လိုက်မယ်ပြီးရင်နောက်ထပ်ဖုံမီးခုနှစ်ချက်ဘေးနားကခွင်းလေးရဲ့အလင်းနေရာမှာတိုင်တုံလေးနဲ့ချိတ်လိုက်မယ် အဲ့ဒီလိုမျိုးနေလန်လေးနဲ့မင်းတို့ကဒီခွင်းလေးတွေရဲ့အလင်းနေရာမှာဖုံမိခုနှစ်ချက်စီနဲ့အဆုံးထိရောက်အောင်ဆက်ပြီးတော့ချိန်သွားပေးပါနော်။ကဲအခုထိုးလာတာအဆုံးနေရာကိုရောက်ပြီဆိုလို့ရှိရင်ဒီနေရာမှာကတော့ဖုံမိခုနှစ်ချက်ပြီးရင်ဒီအလင်းနေရာလေးမှာတိုင်တုံးနဲ့ချိန်မယ်။နောက်ထပ်ဖုံမိခုနှစ်ချက် ဒီဘက်အစွန်ဆုံးကဂွင်လေးရဲ့အလယ်နေရာမှာတိုင်တူလေးနဲ့ချိန်မယ်။ပြီးရင်ဒီအစွန်နေရာလေးမှာကြတော့မင်းတို့ကဖုံမီ၃ချက်ဖုံမီ၃ချက်ထုံမယ်ပြီးရင်အမှနှစ်ခါရစ်ပြီးတော့ဒီမှာတော့ပထမစထားတဲ့စပြီးရောချိန်ထားတဲ့နေရာလေးမှာနှစ်ရစ်တင်တိုင်လေးတစ်တိုင်ထိုးလိုက်ပါမယ်။ဒီလိုအနေထားလေးပေါ့နော်။ဒီလိုအနေထားလေးရပြီဆိုရင်မင်းတို့ကနောက်တစ်ဆင့်ကိုတက်မယ်နော်။နောက်တစ်ဆင့်တက်ဖို့အတွက်ဒီနေရာမှာဖုံမီ 5ချက်ဖုန်မီလေး5ချက်ထုံးမယ်ပြီးရင်ပေါ်ဝါပန်းလေးကိုဒီဘက်ကိုပြန်လှည့်လိုက်မယ်ပြီးရင်ဒီနေရာမှာအမှန်၂ခါရဲ့ရစ်ပြီးတော့အဲ့ဒီဖုန်မီ5ချက်ထိုးထားတဲ့အရင်ကတိုင်ရဲ့ထိတ်ကလေးမှ နော်တိုင်ရဲ့ထိတ်ကလေးမှနှစ်ရစ်တင်တိုင်လေးတစ်တိုင်ထိုးလိုက်ပါဒီလိုအနေထားလေးကိုရပါပြီပြီးရင်တော့မင်းတို့ကဖုန်မီလေး2ချက်အမနခါရဲ့မယ်ပြီးရင်ဒီမှာခွင်းတော့ဒီခွင်းလေးထဲမှာနှစ်ရစ်တင်တိုင်လေးထိုးလိုက်ပါ နှရင်တင်တိုင်းလေးတတိုင်းထုံးမဲ့ပြီးရင်ဖုံမီးနှစ်ချက်အမနခါရမဲ့ခုနကခွင်းထဲမှာပဲနောက်ထပ်နှရင်တင်တိုင်းတတိုင်းထပ်ပြီးတော့ထိုးလိုက်ပါခွင်းတခွင်းစီမှာနှရင်တင်တိုင်းလေးနှစ်တိုင်းစီထိုးသွားမယ်နော်ပြီးရင်နောက်ထပ်ဒီနေရာမှာဖုံမီးနှစ်ချက်ဝင်ကြပြီအမနခါရင်မဲ့ဘီနာကခွင်းလေးထဲမှာနှရင်တင်တိုင်းတတိုင်းထပ်ပြီးတော့ထိုးမယ်ပြီးရင်ဖုံမီးနှစ်ချက် အမှနှစ်ခါရင်မယ်ပြီးရင်ပဲခွင်လေးထဲမှာပဲနှစ်ရက်တင်တိုင်းတတိုင်းထပ်ပြီးတော့ထိုးပါမယ်နော်အဲ့ဒီလိုမျိုးနေလန်းလေးနဲ့မင်းတို့ကဘေးနားကခွင်လေးတွေထဲမှာနှစ်ရက်တင်နှစ်တိုင်းစီထိုးသွားရမယ်နော်ဂျားထဲမှာဖုံပြီးနှစ်ချက်စီချားပြီးတော့နှစ်ရက်တင်တိုင်းလေးတွေနှစ်တိုင်းစီဆက်ပြီးတော့ထိုးသွားပေးပါအဆုံးထိအတိုင်းလေးထိုးသွားပေးနော်ခုအဆုံးကိုရောက်ပြီဆိုရင်ဒီနေရာလေးမှာကကြတော့နှုတ်ကဖုံပြီးနှစ်ချက် ပြီးရင်အမှနှစ်ခါရဲမယ်ပြီးရင်ဒီခွင်းလေးထဲမှာခွင်းလေးထဲမှာနှစ်ရက်တင်တိုင်းလေးတစ်တိုင်းထိုးလိုက်ပါနှစ်ရက်တင်တိုင်းလေးတစ်တိုင်းရပြီဆိုဖုံးပြီးတစ်ချက်ပြီးရင်အမှနှစ်ခါရဲမယ်ရပြီးတော့ဒီအောက်ဖက်ကနေစရည်လို့ရှင်ရဖုံးပြီးလေး၅ချက်မြောက်ဖုံးပြီးလေးမှာမင်းတို့ကနှစ်ရက်တင်တိုင်းလေးတစ်တိုင်းထိုးလိုက်ပါမယ်နော်ဒီအစွန်နေရာလေးကိုကြတော့အဲ့ဒီလိုမျိုးလေးထိုးပေးပါနော် လိုလေးရပါပြီပြီးလို့ရှိရင်ဒီနေရာမှာကျတော့မင်းတို့ကဖုံမီလေးချက်ဖုံမီလေးချက်ပြီးရင်ဒီမှာတော့ပွားလေးကိုဒီဘက်ကိုပြန်လှည့်လိုက်မယ်လှည့်ပြီးသွားပြီဆိုလို့ရှိရင်အဲ့မှာနှစ်ခါရင်ပြီးတော့ဒီမှာတိုင်နှစ်တိုင်ကြာနော်ဒီအောက်ဖက်ကတိုင်နှစ်တိုင်ရဲ့ကြားထဲမှာနှစ်ရင်တင်တိုင်လေးတတိုင်ထိုးလိုက်ပါစုံလေးတွေကအဲတိုင်းလေးထူသွားရမယ်နော်ပြီးရင်ဖုံမီးနှစ်ချက်အမှနှစ်ခါရဲ့မယ်ဒီအောက်ဖက်ကနှင်းတင်တိုင်းနှစ်တိုင်းထိုးထားတဲ့ဂျားထဲမှာမင်းတို့က နှစ်ရက်တင်တိုင်းတတိုင်းဖုံးပြီးနှစ်ချက်နောက်ထပ်နှစ်ရက်တင်တိုင်းတတိုင်းဆိုပြီးတော့ဒီလိုမျိုးလေးနော်နှစ်ရက်တင်တိုင်းနှစ်တိုင်းစီထိုးသွားရမယ်နော်ဖုံးပြီးနှစ်ချက်ပြီးရင်ဒီနှစ်ရက်တင်တိုင်းနှစ်တိုင်းကြားထဲမှာနောက်ထပ်နှစ်ရက်တင်တိုင်းလေးနှစ်တိုင်းထိုးသွားရမယ်နော်အလဲမှာဖုံးပြီးနှစ်ချက်စီချပြီးတော့ထိုးသွားမယ်နော်မင်းပြောပြတာလေးနားလည်မယ်လို့ထင်ပါတယ်เนาะဘာမှမခက်ဘူးเนาะဒီလိုဝီပုံစံလေးတွေပေါ့เนาะဝီပုံစံလေးတွေအဆုံးထိဆက်ပြီးတော့ထိုးသွားပေးပါเนาะ အခုထိုးလာတာဒီမှာအဆုံးကိုရောက်မယ်ဆိုလို့ရှင်မင်းတို့ကဒီကြားထဲမှာနှစ်ရက်တင်တိုင်းလေးတင်တိုင်းထိုးမယ်ပြီးရင်ဒီဘေးနားကဖုံပြီးတော့ဘေးနားဖုံပြီးလေးချက်မြောက်ဖုံပြီးလေးမှာနှစ်ရက်တင်တိုင်းတင်တိုင်းထိုးမယ်နော်ဒီအဆုံးနေရာလေးတွေကိုတော့အဲ့ဒီလိုမျိုးထိုးမယ်နော်အဲ့ဒီနီလန်းလေးအတိုင်းမင်းတို့ကဒီမှာနော်တဒန်းပြီးတဒန်းဆက်ပြီးတော့ထိုးသွားပေးရမယ်နော်မင်းကတော့ဒီပေါ်ဝါလေးမှာ၁၀တန်းထိုးထားပါဗါတယ်ကိုလိုချင်တဲ့အကျင့်အနေထားထိထိုးလို့ရတယ်နော် ဒီမှာပဝါလေးထိုးလာတာ၁၀တန်းရပြီဆိုရင်အနားလေးတွေကိုအောင်မယ်နော်အနားကွတ်တာကြတော့မင်းတို့ကဒီနေရာမှာဖုံမီးတစ်ချက်နှစ်ချက်သုံးချက်လေးချက်ဖုံမီးလေးလေးချက်ထိုးပြီးတော့ပဝါလေးကိုပြန်လှည့်လိုက်မယ်ပြီးရင်ခြေသားလေးကိုနည်းနည်းရှေ့ရှေ့လေးဆွဲထုတ်ပြီးတော့အမရစ်လိုက်မယ်အမတခါရစ်ပြီးတော့အရင်နာကနော်အရင်နာကဖုံမီးလေးတွေကနေပြီးတော့ခြေသားလေးကိုချက်ယူမယ်ပြီးရင်အထက်မှာတင်ထားမယ်ပြီးရင်အမတခါရစ် အဲ့ဒီဖုံမိပါလေးတဲကမဲ့ခြေစားလေးကိုချက်ယူမဲ့အထင်းမှသိမ်းမဲ့အမှနောက်တစ်ခါရင်ခြေစားလေးချက်ယူမဲ့အထင်းမှသိမ်းမဲ့၃က၄ကလောက်လှုပ်လိုက်နော်၃က၄ကလောက်ရပြီဆိုရင်တခါတည်းစုပြီးတော့ထုတ်လိုက်မယ်ပြီးရင်ဖုံမိလေးတစ်ချက်ထုတ်လိုက်မယ်ပြီးရင်ဖုံမိ၃ချက်၃ချက်ပြီးရင်ခုနကခြေစားလေးတွေချိတ်ထားတဲ့အရင်ကဖုံမိလေးမှပဲရှက်ကော်လေးနဲ့ချိတ်လိုက်မှနော်ဒီလိုအဖူးလေးရအောင်လုပ်တာပေါ့နော် အခုလို့အဖူးလေးရပြီဆိုရင်ဖုံမိ3ချက်3ချက်ပြီးရင်အောက်ဖက်က2ရက်တင်တိုင်း2တိုင်းရဲ့ဂျားထဲမှာတိုင်တိုလေးနဲ့ချိန်လိုက်မယ်။ဒါဆိုရင်ဒီလိုဖူးလေးရသွားပြီပေါ့နော်။ဒီတော့ကဘေးတလျှောက်ကိုအနီလန်လေးနဲ့ကော့သွားမှာနော်။ဖုံမိ4ချက်ပြီးရင်ခြေစားလေးကိုနည်းနည်းရှည်ရှည်လေးဆွဲထုတ်လိုက်မယ်။ပြီးရင်အမှရင့်မယ်။အရင်ကဖုံမိတဲ့ကနေခြေစားလေးချက်ယူမယ်အထဲမှာတင်ထားမယ်အမှရင်မယ်ခြေစားလေးချက်ယူမယ် အမှရင်မဲ့ခြေစားလေးကိုချက်ယူမယ်။မင်းကဒီမှာ၃ချက်ပဲသုံးထားတယ်နော်။၄ချက်လောက်ထုတ်လဲရတယ်။ပြီးတော့မှတခါတည်းဆုထုတ်လိုက်မယ်။ဖုံမီးလေးတစ်ချက်ထုံးမယ်။ပြီးရင်ဖုံမီး၃ချက်၃ချက်ပြီးရင်အရင်ကဖုံမီးလေးမှပဲရှက်ကော်လေးနဲ့ပြန်ပြီးတော့ချိန်လိုက်မယ်။ဖူးလေးရပြီဆိုလို့ရှိရင်ဒီနေရာမှာဖုံမီး၃ချက်ဖုံမီး၃ချက်ပြီးရင်ဘေးနားကနေရင်တင်တိုင်းနှစ်တိုင်းရဲ့ဂျားတယ်နော်။အဲ့ဒီဂျားထဲမှာတိုင်တူလေးနဲ့ချိန်လိုက်မယ်။အဲအခုလိုမျိုး နီလန်းလေးနဲ့မင်းတို့ကပေါဝါရဲ့အနားလေးတွေကိုကုတ်သွားပေးရမယ်နော်ပေါဝါနားလေးကိုခုလိုမျိုးဒီလေးတွေဆက်ပြီးတော့ထိုးသွားပေးပါနော်ကဲခုထိုးလာတာပေါဝါရဲ့တစ်ဖက်ချမ်းလေးပြီးသွားပြီပေါ့နော်မင်းတို့ကဒီဘက်တစ်ချမ်းကိုလည်းခုနကထိုးပြတဲ့နီလန်းလေးအတိုင်းပဲအတူတူဆက်ပြီးတော့ထိုးသွားပေးရမှာနော်ပေါဝါထိုးနည်းလေးကိုချက်ခုချီစုထိုးပြထားတာရှိတယ်နော်မင်းကကြတော့အဲ့ဒီမှာဒီဘက်တစ်ဖက်အနားကိုမကုတ်တော့ဘဲနဲ့ဟိုဘက်ဒီဘက်အညီလေးထိုးလိုက်တာပေါ့နော် ြီးရင်မင်းကအမီလေးတွေတက်မှာနော်ကဲအခုဆိုရင်မင်းတို့ဘဝဟိုဘက်ဒီဘက်နှစ်ဖက်စလုံးထိုးပြီးသွားပြီဆိုရင်တော့အမီလေးတွေတက်ပါမယ်ရှင်အမီလေးတက်ဖို့အတွက်မင်းတို့ကဓမ္မနော်အနာအသီးလေးတွေကွက်လာတဲ့ခြေသားလေးကိုမဖြတ်ဖဲနဲ့တခါတည်းအမီလေးဆက်ပြီးတော့တက်သွားမှာနော် အမီလေးစားဖို့အတွက်ဖုံမီ36ချက်ထိုးလိုက်ပါဖုံမီ36ချက်ရပြီဆိုရင် အပေါ်ကစရရင်6ချက်မြောက်ဖုံမီလေးမှာရှက်ကော်လေးနဲ့ချိန်လိုက်မယ်နော် ခုလိုမျိုးခွင်းလေးရသွားပြီဆိုရင်ဖုံမီး6ချက်ထိုးလိုက်ပါဖုံမီး6ချက်ပြီးရင်ခွင်းလေးကိုဒီဘက်ကိုပြန်လှည့်လိုက်မယ်နော်ဘက်ကိုပြန်လှည့်လိုက်မယ်ပြီးရင်အဲ့ဒီခွင်းလေးထဲမှာ တိုင်ရှည်3နိုင်ထိုးလိုက်ပါ တိုင်ရှည်3နိုင်ထိုးမယ်နော်တိုင်ရှည်လေးတွေကိုတော့ရှည်ရှည်လေးဆွဲပြီးတော့ထိုးလိုက်ပါနော်တိုင်ရှည်3နိုင်ရပြီဆိုလို့ရှင်ဖုံမီး6ချက်အမွေချောက်ချဲအဲ့ဒီခွင်းလေးထဲမှာပဲရှက်ကော်လေးနဲ့ပြန်ပြီးတော့ချိန်လိုက်ပါမယ်ဒါဆိုပွင့်ဖက်လေးတစ်ခုရပါပြီ အဲ့ဒီလိုမျိုးပွင့်ဖက်လေး၄ခုရအောင်ထိုးသွားမယ်နော်။ဟိုမီ၆ချက်ပြင်တိုင်းရှိ၃နိုင်ပြီးရင်ဖုံမီ၆ချက်ရက်ကော်လေးနဲ့ပြန်ချိတ်ပါမယ်။အဲ့ဒီလိုမျိုးနီလန်းလေးနဲ့ပွင့်ဖက်လေး၄ခုရအောင်ဆက်ပြီးတော့ထိုးသွားပေးပါရှင်။ ခုထိုးလာတာနောက်ဆုံးပွင့်ဖက်လေးကိုရောက်ပြီဆိုရင်ဖုံမီ6ချက်ရှက်ကောလေးနဲ့ချိန်လိုက်မယ်။ဒါဆိုပွင့်ဖက်လေးလေးခုရပြီပေါ့နော်။ပြီးရင်မင်းတို့ခြေစားလေးကိုမဖြတ်ဖဲနဲ့ဒီနေရာမှာနော်။ဖုံမီအချက်30နဲ့ပဝါလေးမှပြန်လာချိန်ပါနော်။အကွာအဝေးကတော့ကုလိုချင်တဲ့အနေထားလေးခံမှန်ပြီးတော့ချိတ်သွားပြီပါနော်အမီးလေးတွေမြမြတက်ရင်တော့ပို့ပြီးတော့လှပါတယ်ဘေးတလျှောက်ကိုအဲ့ဒီနီလန်းလေးအတိုင်းပဲအမီးလေးတွေဆက်ပြီးတော့တက်သွားပြီပါရှင်ဒါဆိုရင်ပဝါလေးကတော့ပြည့်စုံသွားပြီပေါ့နော် ကဲအခုဆိုရင်တော့ရန်လာတဲ့ပေါ်ဝါလေးရပါပြီရှင်ဒါကတော့မီဘူးတိုက်ပြီးသွားတဲ့အနေထားလေးပါနော်အနာတို့ပေါ်ဝါလေးတွေထိုးပြီးပြီဆိုရင် မီဘူးလေးသုံးပေးပါနော်ဒါကတော့လက်ဆောင်ခေါင်းစည်းကြိုးလေးပါရှင်ထိုးရတာလည်းလွယ်ကူပြီးတော့အရန်ကိုမှလည်းချစ်စရာကောင်းတဲ့ပေါ်ဝါလေးမို့လိုက်ထိုးကြည့်ဖို့ဖိတ်ခေါ်ပါတယ်ရှင်အားလုံးကိုကျေးဇူးများတင်ပါတယ်ရှင်ပျော်ရွှင်ချမ်းမြေ့ကြပါစေရှင်